ဒီနေ့တော့တင့်နေရနိုင်ဘေးဥပ္ပမချီရဆိုတော့ကောင်းစင်လေးနဲ့ခွန်အပ်ပေးသွားမှာဖြစ်ပါတယ်။ဆလံချမ်း61စာပိုက်9ကိုဖတ်ပါမယ်။ထာဝရဘုရားသည်ငါခိုးလို့ရဖြစ်တော်မူ၏ဟုတင်နေဆို၍အမြင့်ဆုံးသောဘုရား၌နေရာကျသောကြောင့်တင်၌မကောင်းသောအနိထာယုံမကပ်မရောက်။တင့်နေရသို့ဘေးဥပ္ပမချီရလို့ပြောတာတွေ့ရတယ်နော်။အဲ့တော့ဘုရားသခင်ကိုကိုးစားတယ် နော်စိတ်နှလုံးထက်လည်းကိုးစားတော့နှုတ်ကလည်းဝန်ခံတယ်လူရရှိမှာကိုနဲ့ဖျားကြားထဲမှာလူရရှိမှာဝန်ခံတယ်အဲ့လိုဝန်ခံပြီးတော့ဗာလဲအမြင့်ဆုံးသောဘုရားနေရာကြတယ်ဘုရားသခင်ဖက်မှာနော်ဘုရားသခင်နိုင်နေတယ်ဘုရားသခင်အထက်မှာဘုရားခင်ကွယ်ကာယမှာနော်အမြင့်ဆုံးသောဘုရားကွယ်ကာယအထက်မှာအလိုတော်ထက်မှာနေတော့ကြောင်းနေတော့ကြောင်းမဖြစ်တယ်လဲဆိုတော့တင်လိုက်မကောင်းသောအနိဋ္ဌာယုံမကပ်မရောက် တဲ့နေရာတို့ဘေးဥပ္ပေမချီရ။ဒါကြောင့်တော့မမေဆွေနားလည်ထားဖို့ကတင်တင်နဲ့တွေ့ကြုံရတဲ့ခုနပြောတယ်ပါလေ။ဒီလိုအခက်အခဲပြဿနာတွေပေါ့နော်။ဘေးဥပ္ပေတို့နော်မကောင်းတဲ့အနစ်ထာယုံနေ။ဒီမှာတော့မတွေ့ရဘူးလို့ပြောတယ်။မလာရဘူးလို့ပြောတယ်။ဘာဖြစ်လို့တွေ့နေရသလဲလို့မိစ္ဆာရှိတယ်။အမှန်ကဒီကျန်းစာရကြည့်မယ်ဆိုရင်တော့သူကတင့်စီကိုလာတာမဟုတ်ပါဘူး။တင်က သူ့ကိုနော်ကြော်ဖြတ်နေတာဖြစ်တယ်။ချင်းတော့နဲ့တက်နေနေတာဖြစ်တယ်။ပြောချင်တာကတော့ခုနပြောတဲ့ပါလေ။ဘိဥပ္ပတိမကောင်းတဲ့နှိထိုင်ုံအဲ့ဒီခက်ခဲပြက်နာဒုက္ခဆင်းရဲတွေအမျိုးမျိုးကိုသင်ကြုံတွေ့ရတယ်ဆိုတာသူကတင့်ကိုလာဝါမြုံတာဝါမြုံနေတာမဟုတ်ဘူးတဲ့။တင်ကသူ့ကိုနော်တက်နေနေတာဖြတ်လျှောက်နေတာလူပြောချင်တာဖြစ်ပါတယ်ဓမ္မမေဆွေတောင်းသားလေပါနော်တွေ့တဲ့ခါမှာငါငါ ငါမတော့တွေ့ရတယ်ငါ့ကိုလာပြီးတော့ငါမဒီလိုဒုက္ခကငါ့အောင်မလာဒုက္ခပေးရတယ်လို့ငါပဲခံရအဲ့လိုမမြင်နဲ့နော်တင်တာဘုရားဖက်မှန်ဘုရားသခင်အထဲမှာနေပြီးအလိုတော်ထဲမှာရှိတယ်မှန်ရိုးဆိုရင်တော့တင်တွေ့ရတဲ့ခုနပြောတယ်နော်မကောင်းတဲ့အနေထားယုံနေဟာလာဘေးဥပ္ပတိဆိုတာကတင်ကအဲ့ဒီမကောင်းတဲ့အနေထားယုံနေဘေးဥပ္ပတိကို ကြောဖြတ်နေခြင်းသာဖြစ်တယ်ဒီလိုပြောချင်တာဖြစ်ပါတယ်နော်ပြီးရင်စာပတ်စတုံးမှာဗာပြောလဲဆိုတော့တင်းတဲ့ချင်းတဲ့နဲ့မွေစိုးအပေါ်မှာကြော်သွား၍ချင်းတဲ့ပြောတဲ့ငကားတို့ကိုခြေဖြစ်နင်းလိမ့်မည်ရှင်းနော်ယုံကြည်သူများဒါကြောင့်တင်းကကြော်သွားနေတာဖြစ်တယ်တက်နေနေတာဖြစ်တယ်အဲခက်ခဲပြဿနာအခက်ခဲပြဿနာဆင်းရဲဒုက္ခအတင်းလာဝါမြုံနေတာမဟုတ်ဘူး တင်ရှိကိုရှောက်မဲ့လမ်းမှာသူကစီးတားနေတာကိုသင်ကတက်နှင်းပြီးတော့မှကြော်ခွပြီးတော့ဖြတ်လျှောက်သွားနေတာဖြစ်တယ်။ဒီလိုပြောတာဖြစ်ပါတယ်ပေါ့။ဒါကြောင့်ဒီနေ့ဆာပေနားလဲပါ။မိတ်ဆွေသင်ဟာယုံကြည်သောယုံကြည်သူဖြစ်ပြီးတော့အလိုတော်ထဲမှာရှိနေမှန်ရင်တော့သင်တွေ့ကြုံရတဲ့အခြေအနေအလုံးတို့ဟာအလုံးတို့ဟာနော်သင်ကသွားရင်ဆိုင်ပြီးတော့မှသူတို့ကိုကြော်ဖြတ်နေခြင်းဖြစ်တယ်။ဒါလို့ ရှင်းလင်းစွာနားလည်ဖို့စိတ်ချဖို့ဖြစ်ပါတယ်။ဆာလ23စာပိုက်လေးမှာလည်းပါပြောလဲဆိုတော့အကယ်၍တေမင်းရဲ့အရေးလွှမ်းမိုးသောကြိုင်ထဲသို့ရှောက်သွားတော်လဲဘေးအန္တရာယ်ကိုမကြောက်ပါ။အကြောင်းမူကားကိုရောဒီကျွန်ုပ်နဲ့တူရှိတော်မူသည်ဖြစ်၍လန်တန်တော်နဲ့တောင်ဝေးတော်သည်ကျွန်ုပ်ချမ်းသာစေပါ၏။တိုးထင်းအရှင်နော်ထာဝရဖျက်နေရာကြတယ်အတူတူပဲနော်ကဲ အနာမအများရရှိတယ်သူကပဲလမ်းပြပြီးတော့မှကိုကသွားနေချင်းဖြစ်တယ်နော်အဲ့ဒါကြောင့်တွေ့ရတဲ့ခက်ပြနာသည်ကိုဝါမျိုးချင်းမို့ကိုကသွားရင်ဆိုင်နေချင်းဥပမာဆိုကြပါစို့ဧဒရေလလူမျိုးတွေဒီအေကုတ်တုပြည်ကနေထွက်လာတဲ့အခါမှာနော်လမ်းမှာယေဖျားသခင်ကိုရင်ခေါ်လာတာမှန်ပေမဲ့လမ်းမှာပါတွေ့လဲပင်လယ်ကြီးကစီးတားနေတယ်စီးတားနေတယ် အဲ့တော့အပင်လေနေကလာပြီးတော့စီးထားတာမဟုတ်ဘောတကယ်တော့ပင်လေနေသွားရင်ဆိုင်ခိုင်းတာဖြစ်တယ်။ဘာတွက်လဲအဲ့ပင်လေနေခွဲပြီးတော့မှပင်လေနေထဲကလည်းလမ်းလျှောက်ပြီးဟိုဘက်ကောင်းကိုရောက်ဖို့လိုရာရောက်ဖို့ဖြစ်တယ်။ဒီသဘောပါပဲဓမ္မမေဆွေ။သင်ဒီနေ့နိုင်ငံရေးကြောင့်တလကောင်းနော်စေရေးကြောင့်တလကောင်းလူမျိုးရေးကြောင့်တလကောင်း။အိုးဝိသမလောဘသမတဲ့ဒေါ်လာအာနာယူတယ်။အော်မျိုးမျိုးပါကွယ်။ ်နော်အချစ်မကောင်းတဲ့သူတွေနဲ့တော့လကောင်းတွေးလို့တွေးလို့ငါမှဒီလိုတွေးရသလားကိုရောရဲ့ကိုရောကိုကျွန်တော်ဆွတ်တောင်းရတဲ့အဲကိုရောစကားနားထောင်ရတဲ့အဲဘာဖြစ်လို့ဒီလိုပြေးတွေးတာလဲဆိုတော့မှနော်စိတ်မပြတ်လိုက်ပါနဲ့လို့ကိုရောက တမင်တကာခေါ်သွားတာဖြစ်တယ်ပင်လယ်နေဘူးတက်ရှိမစီတာအလုံးကမှတ်တာဒီနေ့ပင်လယ်နေအဲ့ပင်လယ်နေကိုသင်ခွဲရမယ်ခွဲပြီးတော့မှရှောက်သွားမှာဖြစ်ပါတယ်နော် ။ဒါကြောင့်မေဆွေသင်ဟာဒီချိန်မှာနေမကောင်းဘူးလား။အဲ့နေမကောင်းခြင်းကတင့်ဝင်လာဝါမြူနေတာမဟုတ်သင်ကဖြတ်ရှောင်နေတာဖြစ်တယ်။ဒီချိန်မှာဆောက်ဝနေခက်ခဲနေလား။အဲ့ဆောက်ဝနေခက်ခဲခြင်းကနော်တင့်ဝင်လာဝါမြူနေတာမဟုတ်တင့်ဝင်လာဖြတ်ရှင်းနေတာမဟုတ်သင်ကဖြတ်ရှောင်နေတာဖြစ်တယ်။နော်ဆက်သဖြင့်မိသားစုပြဿနာတွေနော်ပဝန်းခြင်းနော်မြင့်မြတ်သောပြဿနာတွေဟာတင့်ကိုလာဝါမြူခြင်းမဟုတ်သင်ကဖြတ်ရှောင်ခြင်းဖြစ်တယ်။ဘသူနဲ့လဲဖျားသခင်နဲ့ เนาะဘာတော့လဲသင်အောင်မြင်ဖို့ဖြစ်တယ်ဒါနားလည်ခြင်းအဖြစ်ဒီနေ့เนาะအတ္တမှာဒီနုကပတော်လို့တတိယပြီတော့မှတွေ့ကြုံရတဲ့အခက်အခဲပြောင်းတာမြုံမြုံဟာတင့်နေရာကိုလာပြီတော့ဘေးဘက်လာချီတာမဟုတ်ဘူးသင်ကဖြောက်လျှောက်တယ်ငါဖြောက်လျှောက်သွားနေတယ်ငါနဲ့တူဘုရားခင်ရှိတယ်ငါအောင်မြင်ရမယ်ဆိုတော့မှစစ်ချပါလို့ခွန်အပ်ပေးနေနေကုန်ချုပ်ပါတယ်ဘုရားသခင်ဒီသင်တို့အားလုံးကောင်းချီးပေးပါစေတော့အာမင်